အလင်းရဲ့ဥတီယာဒီမြို့မှာမွေးဖွားတဲ့လူတယောက်ရေးသားထားတဲ့အဖြစ်အပျက်တစ်ခုကျွန်မဖတ်လိုက်ရတယ်။သူဟာမှတ်မိလောက်တဲ့အချိန်ကလေးကသူ့ကိုယ်ရဲ့ဝိညာဉ်နဲ့အတူနေထိုင်ခဲ့တယ်တဲ့။အသက်6နှစ်အရွယ်ကဂျူရက်ကွက်မှာတည်ဆုံခဲ့ရသူပါ။ သူဟာကလေးတယောက်ရဲ့အတန်ကိုမကြာခဏအကြာနေခဲ့ရတယ်။အတွင်တန်ကိုတော့မမြင်ရပါဘူး။ဘယ်ဂျီယန်လီမယာနှစ်ယောက်က သူ့ကိုမွေးစားခဲ့ပြီ။ဘယ်ဂျီယန်မှာချီးပြင်းလာခဲ့တော့ဝိညာဉ်ပြောနေပါတော့တကားကိုသူနားမလည်ဘူးပေါ့။အဲဒီတော့အစပိုင်းမှာ သူ့အကိုမန်းမသိခဲ့ဘူး။ နိုးတော့အိမ်မက်ပဲဖြစ်မှာပါလို့သူထင်မိတယ်။အရှာအလုံးအဖန်တလဲလဲဖြစ်နေတဲ့အိမ်မက်မျိုးဒါမှမဟုတ်ရင်တော့စိတ်ဖောက်ပြန်တဲ့လက္ခဏာမျိုးဖြစ်မယ်ပေါ့။သူ16နှစ်အရွယ်ရောက်တော့သူ့မိသားစုအကြောင်းတည်လာခဲ့ရတယ်။ဝိညာဉ်ကသူ့ကိုဘာပြောချင်နေတာလဲသိရအောင် ဒီနိုင်ငံရဲ့ဘာသာစကားကိုသူလေ့လာဖြစ်ခဲ့တယ်။အဲဒီလိုနဲ့သူ့ကိုယ်ရဲ့ကြောက်ရွံ့ထိတ်လန့်မှုတွေကိုသိလာရတော့တာပါပဲ။သူ့ကိုယ်ဟာကြောက်ရွံ့ထိတ်လန့်တဲ့စကားတွေကိုပဲအော်ဟစ်နေခဲ့တယ်။စစ်သားတွေသူ့ကိုလာဖမ်းတော့ကကြောက်ရွံ့တော်လုံးစာအော်ဟစ်ခဲ့တဲ့စကားလုံးတွေပါ။ ကျွန်မအဲ့ဒီဖြစ်ရကိုဖတ်ပြီးတဲ့နောက်၃လရက်လောက်ကောင်းကောင်းအိတ်မပြောခဲ့ဘူးအဖမ်းခံရပြီးအသက်ပြတ်ခံခဲ့ရတဲ့၆နှစ်အရွယ်ကလေးတယောက်နောက်ဆုံးတွေ့ကြုံခဲ့ရတဲ့အခိုက်အတန့်တွေစီစိတ်ကရောက်ရောက်သွားတာကိုရက်တန့်လို့မရခဲ့ဘူးစေအနာမရရဲ့ညတညရဲ့နိုင်တွေထဲမှာစိတ်အနှောင့်အယှက်ဖြစ်တာတွေငြိမ်သက်သွားတော့ ကျွန်မကလည်းအဲ့ဒီလိုမျိုးဖြစ်နေသလားလို့တွေးမိလာခဲ့တယ်။လူလောကမှာနှစ်နာရီပဲနေခဲ့ရတဲ့အမေရဲ့သမီးဦးကလေးကျွန်မစီလာနေခဲ့တာပဲလား။ဒါကိုလုံးဝတတိမထားမိခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ तू ကဘာသာစကားကိုလုံးဝမသိယူခဲ့ရဘူးလေ။တနာရီလောက်သူ့မျက်လုံးတွေပွင့်နေခဲ့တယ်။ အမေမျက်နှာစီလှဲ့နေခဲ့။ဒါပေမဲ့သူ့အမြင်အာရုံတွေမလို့ကြားသေးပါဘူး။ဒီတော့အမေမျက်နှာစီသူ့အကြည့်အမရောက်နိုင်ခဲ့ဘူးပေါ့။သူ့တို့တော့အတန်ဝဲကြားနေခဲ့ရပါပါ။မသေးပါနဲ့။ဖះမလို့မသေးပါနဲ့။နားမလည်နိုင်တဲ့စကလုံးတွေ။သူ့နောက်ဆုံးကြားခဲ့ရတဲ့စကလုံးတွေ။ ဲ့တော့သူကျမစီရောက်လာတဲ့အချိန်တွေချိခဲ့သလားဆိုတာလေအတီလည်းမပြုတ်နိုင်ငင်းလည်းမငင်းနိုင်ခဲ့ဘူးကျမနဖူးလားပါကျမရဲ့မြင်ကွင်းတောင်စွန်းတနေရာမှာရှိနေခဲ့ဘူးသလားကျမခလေးဘွားတော့ကတီးခဲ့ရတဲ့အဲ့ဒီမထင်မရှားအာရုံခံစားမှုစိတ်ဆော်မှုမဲ့ဖြစ်ပုံရတဲ့စိတ်ထိခိုက်မှုဟာကျမကိုယ်တိုင်တတိမထားမိပဲသူစီကနေလာနေရလဲဖြစ်ကောင်းဖြစ်နေမှာပါပဲ ဘာကြောင့်လဲဆိုတော့မောင်နေရဲ့အခန်းထဲမှာလဲလျောင်းနေနေအေးဆက်ဆက်လေးကတိတိတသားထင်ထင်ရှားရှားဖြစ်နေတဲ့အခါမျိုးပါအဲ့ဒီလိုကြုံရတဲ့အခိုက်အတန့်တွေရှိခဲ့ဘူးလို့ပါမသိပါနဲ့ဖះမလို့မသိပါနဲ့ချစ်ချင်းမြတ်တာနဲ့အချစ်တကယ်ဝေဒနာတွေပြည့်နှက်နေရဲ့အတိတ်ပဲဖော်မရတဲ့အတန်တွေရှိဦးလဲ။ ဖြူဖြော့ဖြော့မှုံဝါးဝါးအတွင်နဲ့ခန္ဓာကိုယ်ရဲ့အပူချိန်စီဥလှဲ့လို့ကျမလည်းအမောင်ထဲမှာမျက်လုံးတွေဖွင့်ပြီးသူ့လိုပဲငေးမောကြည့်နေမိခဲ့တယ်ထင်ပါရဲ့ဟန်ကန်ဖြူယောင်စာလင်းတီဦးဘာသာပြန်